ားလုံးပဲမင်္ဂလာပါ Champion ရဲ့ Audio Podcast အစီအစဉ်လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Champion တင်းရဲ့ Member ဝင်တစ်ယောက်ဖြစ်တဲ့ခေါင်းဆောင်ဒုလူမဖြစ်ပါတယ်ဒီနေ့မှာပေါ့ကျွန်တော်ဆွေးနွေးပြနေတာကတော့တန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်းအလေးပေါ့နော်မင်းညကအဲ့ရမဝင်ခင်အဲ့ခါနေလေးပေါ့ကျွန်တော်တရားလေးတစ်ပုဒ်နာပြပါတယ်ဘာကြောင့်ဆရာတော်ကြီးရဲ့တန်မိုးရှိအောင်ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့အရာလေးပေါ့နော် ဲ့ဒီအချက်ချုပ်ကိုကျွန်တော်ထုတ်နှုတ်ပြီးတော့ဒီနေ့ဒီ audio podcast လေးထဲမှာကျွန်တော်ထည့်သွင်းပြောပြပါမှာဖြစ်ပါတယ်။အဲ့ဒီမှာပေါ့နော်ဆရာတော်ကြီးကဟောကြားလာတာကကျွန်တော်တို့ဒီကဘာပေါ်မှာရှင်သန်နေကြတဲ့လူသားတွေပေါ့နော်အထူးသဖြင့်ကျွန်တော်တို့လူမြန်မာလူမျိုးတွေ ਆ ပေါ့ဖះရှင်ထံမှာစီးကပ်ပြီးတော့ဒါစုရီတောင်းမယ်လူကျင်နာတွေကိုစုပန်မယ်အဲ့လိုလုပ်လို့ရှိရင်ရပြီလို့မှတ်ယူကြရတယ်ပေါ့နော် လူတော်များများอ่ะပေါ့ဒါပေမဲ့ခုစူးစမ်းအားထုတ်မှုမှာခုမှစူးစမ်းအားထုတ်မှုမရှိပဲねဒီလိုတွေစုပန်နေရင်လဲဘာရမှာလဲဘာချိုးမြတ်ဖြစ်မှာမို့လို့လဲခုစူးစမ်းအားထုတ်မှုဟာဒါအဓိကဖြစ်တာလीဘုရားတာကိုစူးစမ်းမှာပဲရနိုင်မှာပေါ့တချို့တော့လူတွေကကြပြန်တော့လဲအော်ငါအချိန်အချိန်ရောက်လာရင်တော့ငါ့ကိုအချိုးပြမဲ့သူတွေရောတော့ပေါ်လာမှာပါဒါမှမဟုတ်လို့ရှင်လဲ ။ငါဖះမှာစုပန်ထားတာပဲအစင်ပြေသွားမှာပေါ့စသည်ဖြစ်ပေါ့နော်။ကိုကူကူမားသားလိမ့်မယ်ပေါ့ကိုကူလာပြီးတော့တစုံတရက်ကမားသားလိမ့်မယ်လို့ထင်မှတ်ပြီးတော့မကြိုးစားအားမထုတ်ပဲနေတဲ့သူတွေအများကြီးရှိရပေါ့နော်။အဲအကယ်၍ထားပါတော့အားကိုးခံရတဲ့လူတယောက်ရှိရပေါ့။တကယ်တမ်းညအဲ့အားကိုးခံရတဲ့လူပါလေကိုကူအကြံဉာဏ်လေးပေးကူညီလေးပေးဒီလောက်ပဲလုံနိုင်မှာပေါ့။သူကလည်းကို့အတွက်ကြီးနဲ့ ကိုအတွက်ဆိုပြီးတော့ဘယ်လိုလိုကြိုးစားပေးနိုင်ပါလဲသူလုံလုံလုပ်ပေးနိုင်လဲအကြံဉာဏ်ပေးအူညီပေးဒီလောက်ပဲလုပ်ပေးနိုင်မှာပေါ့တကယ်ကြိုးစားအားထုတ်အောင်မှာကိုကိုယ်တိုင်ကြိုးစားအားထုတ်အောင်မှာလေအဲ့ဒါမှအောင်မြင်မှုရမှာပေါ့အစ်ထားပါတော့ဗျာမိဘတွေကကျွန်တော်တို့လူချောင်းသားတွေကိုကြောင်းကောင်းကောင်းထားပေးရယ်ဆရာကောင်းကောင်းနေစီမှာ အနှံပေးရယ်ကျူရှင်တွေကိုအကောင်းစားကျူရှင်တွေပတ်စံတွေအများကြီးပေးရတဲ့ကျူရှင်တွေမှာထားပေးရယ်ပဲဆိုကြပါစို့ဗျာဒီလိုတွေအနှံပေးလို့လေ ျွန်တော်တို့လူချောင်းသားတွေကစူးစမ်းစူးစမ်းခြင်းစိတ်ရှိမှာပေါ့နော် အောင်မြင်ပါလေဘလောက်ပဲထထားဘလောက်ပဲကောင်းတဲ့နေရာတွေမှာတက်ရတက်ရပေါ့နော်အဓိကကျွန်တော်တို့မှာစူးစမ်းအထောက်အပံ့မရှိဘူးဆိုလို့ရှင်ရတော့အကုန်တဲရဲရည်သွဖြစ်မှာပဲလေကျွန်တော်တို့ရဲ့စူးစမ်းမှုတွေအားဆိုင်ထုံးမှုတွေစွဲလုံးလဝရိယစတဲ့အရာတွေရှိမှကိုကိုယ်တိုင်တန်မိုးရှိတဲ့လူတယောက်ဖြစ်ပြီးထူးချွန်တဲ့လူတယောက်ဖြစ်မှာပေါ့ ဒါမှမဟုတ်ဆိုလို့ရှိရင်ဘလောက်ပဲအားစိုက်ထွားထွားဘလောက်ပဲမိဘတွေကကျွန်တော်တို့အတွက်ကောင်းကောင်းမွန်ထားပြီးထားပြီးဖြစ်လာဖြစ်လာနိုင်တယ်မှာမဟုတ်တာဗျာအကယ်၍ဒါကျွန်တော်ပြောခဲ့တဲ့အတိုင်းအပေါ်မှာဖျားစုဖျားကိုစုပန်နိုင်တာပြည်ရမယ်ဆိုလို့ရှိရင်မိဘတွေကဘာကိစ္စကျွန်တော်တို့ကိုပတ်စံအကုန်ရခံပြန်မှန်းခံပြီးတော့နိုင်ငံခြားတွေသွားပညာရေးသင်ပတ်စံနေလဲကုန်နေဗျာကျွန်တော်တို့လည်းပြန်မှန်းနေအဲ့လိုမျိုးလောက်ခိုင်းနေတော့မှလေအုံဖွဲ့ဆိုပြီးမှမဟုတ်လာပြီးတော့ပဲပညာရေးကြီးတွေဖြိုးအောင်မှာပေါ့ ုံကအဲ့လိုဟောခဲ့ရပေါ့နော်အဲ့တော့ဒီเจ้าရာနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းဆင်ញင်မိတာလေးရှိတယ်အဲ့အလေးတွေကိုကျွန်တော်အစာလေးနဲ့ထုံထုပ်ပြီးခြာရေးထားတယ်အဲ့အကြောင်းလေးကျွန်တော်နည်းနည်းပြောပြပါမယ်ခုချိန်ကြီးပေါ့နော်ကျွန်တော်တို့ကျွန်တော်ဘီဘက်ဝင်းချင်းနေမှာလည်းအများကြီးရှိပါတယ်ကျွန်တော်တို့เจ้าမှာလည်းအများကြီးရှိတယ်ကျွန်တော်တကယ်ချင်းနေတော်တော်များများလေးပါဝင်ကြရယ်ပေါ့နော်တချို့ချို့တော့တကယ်ချင်းနေပေါ့တချို့ချို့တော့ကျွန်တော်ဆိုလိုချင်တာမဟုတ်ပါဘူးသူတို့ကဘယ်လိုတွေလဲဆိုတော့ တချို့ကအခုချိန်ကြီးပေါ့နော်ဒါအတန်းတစ်ခုအထက်တန်းဆိုတဲ့အတန်းတစ်ခုရောက်တော့မယ်ဗျာဒါပေမဲ့သူတို့ကစံဝဲဖြေကနီးရင်တော့မှစာလုံးဝမလုပ်ဘူးဂိမ်းဆော့မဲ့သူကဆော့နေမယ်ဘောလုံးကန်နေတဲ့သူကကန်နေမယ်လူကြိုက်တာတွေလုံနေကြတယ်စကားကြည့်နေတဲ့သူကကြည့်နေမယ်ပေါ့နော်စံဝဲဖွဲကတပတ်လောက်လူတဲ့အချိန်ကြီးတောင်စာမလုပ်ကြဘဲနဲ့အေးအေးဆေးဆေးပေါ့နော်ပုံမှန်တိုင်းလေးပဲဖြတ်တန်းနေကြရယ်ဗျာ ဒါတော့ပါတော့ဆောင်းဝဲဖြူတရက်နှစ်လောက်လိုလာပြီအဲ့လိုအချိန်ကြီးကြတော့မှတပွဲလို့တွေကောက်လို့တယ်အခုခေတ်ခေါ်ဝေါ်ရဆို one night one subject တို့ဟောလို့ရှိရင်ဟိုကျွန်တော်တို့အခုဟာတရက်နှစ်ဘာသာဖြေရတဲ့အချိန်ဆို one subject two subject one night တို့အဲ့လိုပုံစံမျိုးတွေပေါ့လှုပ်ကြရဲအဲ့လိုအသေးအတန်တွေလှုပ်ကြရဲပေါ့နော်အဲဘူးရလို့ရှိရင်ဖြူမဲနေကြတော့မှဖျားစင်ရှည်သွားပြီးတော့အရှင်ဖျားတပွဲတို့ဆောင်းဝဲဖြေအောင်ပေါ့နော်ဆောင်းဝဲဖြေနေအောင်မစားပေးပါပြီးပြီးတော့ကြက်ထားတွေပါပါစေဖျားဆိုပြီးတော့ ဲ့လိုမျိုးဖះမှာဆူတောင်းတဲ့လူတွေအများကြီးရှိမယ်ပေါ့နော်ဘာလို့ရှင်ဟိုတည့်ရတာအဲ့လိုမျိုးစာတွေကိုကျွေးချက်တာတို့ဆရာမဆဲပုတ်ပေးထားရင်ငါးဘုတ်လောက်ပဲကျက်ပြီးတော့ငါးဘုတ်လောက်ကိုကျနေငါးဘုတ်လောက်ပယ်လိုက်တာအဲ့လိုပုံစံမျိုးတွေအများကြီးရှိရပေါ့နော်အဲ့တော့အဲ့လိုမျိုးဖေမန်နေကြတော့မှဖះရှိသွားပြီးတော့ဆူတောင်းအဲ့လိုဖះမမစားလိမ့်မယ်ပေါ့မလိမ့်နိုးနိုးနဲ့မျောတလင်းလင်းဆောင်းဆိုင်နေတယ်လူအများကြီးရှိရပေါ့နော်ဒါမဲ့လေဖះရည်နဲ့တည်းဆိုတာကိုယ့်ကိုဘယ်လိုလိုအများနဲ့မစားပေးနေနိုင်ပါလဲ ို့ရဲ့ကြိုးစားအားထုတ်မှုလုံလောက်ဝိရိယမပါဘဲနဲ့လည်းဘယ်ဖရားဘယ်နတ်မမှမသာပေးမှာမဟုတ်လေကိုဖရားရှင်ကိုယ်တိုင်တော်မှသိတ္တမင်းသားကနေဂေါရမဆိုတဲ့မြတ်စွာဘုရားထီရောက်လာဖို့ကိုယ်တိုင်ဒုက္ခဆင်းရဲခံရတယ်ဒုက္ခစရိယာကျင့်ရတယ်ပြမန်းဆင်းရဲခံပြီးတော့တရားတွေကျင့်ရတယ်တရားတွေမှတ်ရှုရတယ်ပညာတွေလိုက်သင်ရတယ်သူကိုယ်တိုင်တော်မှသိတ္တကနေဂေါရမအစင်ကြီးဖြစ်လာဖို့ကိုဈာထဲမှာ စ조사အထုံးမှုတွေဝရိယတွေအများကြီးရှိခဲ့ရတယ်။ဒါတော့မှအရှိမရှိခဲ့တဲ့လင်းသိချီနဲ့ကဘာတသိန်းဆိုတဲ့ပါရမီဖြည့်ခဲ့ရတဲ့လူဘွားအစဉ်ဘွားဆက်တီကိုမပါသေးဘူးเนาะဒါတော့မှဖရားဖြစ်တဲ့မင်းသားဘွားအနေနဲ့နောက်ဆုံးဖရားဖြစ်တဲ့အချိန်ထိတခုပဲရှိသေးရเนาะအဲ့ဒါပေါ့ပြီးတော့အချို့အကြောင်းသားတွေကြာတော့လေသူကစသူတို့ခေါင်းထဲမှာပေါ့ဝင်နေတဲ့အတွေ့အကြုံကစတော်ရဲသူနဲ့ပေါင်းစတော်ရဲသူတွေပေါင်းလို့ရှိရင်စတော်လိမ့်မယ်လို့ထင်နေကြတယ်ဒါပေမဲ့ဒီကနေ့ကျတော့အဲ့အရာမဟုတ်ဘူးဗျ စာတော်တဲ့သူနဲ့ပေါင်းမှစာတော်ရမယ်လို့ဆိုတာဒါကြီးကတကယ်တော့ဘယ်လိုခေါ်မလဲနေစနေကြီးတော့ကြာမနေဘူးပေါ့နော်စာတော်တဲ့သူနဲ့ပေါင်းဝင်မယ်လေကိုရန်ဟောကမကြိုးစားဘဲနဲ့အားဆိုင်ထုံးမှုမရှိဘူးစူးစမ်းခြင်းစီလည်းမရှိဘူးဒါပေမဲ့စာတော်တဲ့သူနဲ့ပဲပေါင်းနေမယ်ပြီးတော့အဲ့လိုလို့တော့ကိုကရောစာတော်လာမှာမဟုတ်လို့လားအဲ့လိုစာတော်တဲ့သူနဲ့ပေါင်းနေတော့ ပြန်စားတော်တဲ့သူကလည်းကိုယ့်လိုမျိုးအလိုကြိုးစားအထုတ်ချင်စိတ်မရှိဘူးအဲတော်တဲ့လူလည်းမဟုတ်ဘူးအလိုလိုမျိုးကိုလည်းစားတော်တဲ့သူတွေကပေါင်းမှာမလားဟုတ်တယ်နော်အဲတချို့ဆိုတချို့ကြတော့ဘယ်လိုလုပ်လဲဆိုတော့စားတော်တဲ့သူတွေနဲ့ကပ်ပေါင်းပြီးတော့ကိုယ်တိုင်ကအားစိတ်ထုတ်မှုမရှိဘဲနဲ့စားတော်တဲ့သူတွေရဲ့အားစိတ်ထုတ်မှုစင်ပြေတော်မိပြီးကြံစုပ်တယ်လို့ပေါ့ဒီစားတဲ့ဘက်ကိုကိုကမရဘူးဆရာမအလိုဖြေခံပြီးစားတော်တဲ့သူတွေဆရာကြည့်ဖြစ်မယ်အဲ့လိုပုံစံမျိုးတွေရှိရပေါ့နော် အဲ့တော့ဒီပေါင်းနိုင်လဲစာတော်လေးတွေကိုပေါင်းနိုင်လဲစာမစာတော်လာမယ်ဆိုတာကြီးကမဟုတ်ဘူးပေါ့နော်ဖြစ်နိုင်ကြီးလဲအဲ့လောက်ကြီးမရှိဘူးကိုကိုရန်ကကြိုးစားအထုမှုရှိမှသာကိုကလည်းစာတော်မှာပေါ့နံပါတ်2ခုရှိရတော့စာတော်လေးတွေနဲ့ပေါင်းပြီးတော့ပေါင်းခြင်းအပြင်လူမျိုးဒီစာတော်လေးတွေစီက inspire ယူစရာတွေပေါ့အသည့်အမြင်ဘူးတူတာတွေပြီးတော့ဟိုစာတော်လေးတွေကသူ့ရဲ့ daily နေ့စဉ်ဘယ်လိုခေါ်လဲသူ့ရဲ့ daily routine ကိုဘယ်လိုဖျက်သန်းလဲဘယ်ချိန်တွေမှာသူဘယ်လိုကြိုးစားလဲ ဟိုအိတ်နေတဲ့အချိန်မှာ तू ကစာလုံးနေလားအဖွားရင် तू လိုမျိုးထူးချွန်း तू လိုထူးသူအဲ तू ကထူးချွန်းနေဆိုလို့ရှိရင်လည်း तू လိုထူးချွန်းခြင်းစိတ်ရှိလာမယ်ကိုကဘာလို့ရှိရင်အာ तू ကစာတော်ရဆိုလို့ရှိရင်လည်း तू လိုမျိုး तू ကစာတော်ရကြိုကြကြောက်ကြရဆိုလို့ရှိရင်ကိုကလည်း तू လိုဖြစ်ခြင်းစိတ်ရှိလာမယ်စာလုံးခြင်းစိတ်တွေရှိလာမယ်စရဲကောင်းတဲ့အတူယူတဲ့အရာတွေကိုကအတူယူပြီးတော့ကိုကိုယ်တိုင်လည်းကြိုးစားအားထုတ်လာရင်တော့ဒါကိုကလည်းစာတော်ရသူတရားတော့ဖြစ်လာနိုင်ပါတယ်အဲ့တော့အနည်းချုပ်အနေနဲ့ပေါ့နော်မိမိရဲ့ စ조사အထုံးမှုတွေကိုတံမိုးထားပါအဲ့ဒီ조사အထုံးမှုတွေကိုလက်စုပ်လက်ကင်ထားပြီးတော့ဆက်လက်ထိန်းသိမ်းသွားပါဝရိယထားလုံလဝရိယရှိရမယ်ပေါ့လုံလလည်းရှိရမယ်ကိုချရာပေါ်ကိုယက်တီနိုင်ပြီးတော့ကိုအားကိုကိုးပါ조사အထုံးမှုထားပါတံမိုးရှိတဲ့လူတယောက်ဖြစ်အောင်နေထိုင်သွားရမယ်ပေါ့နော်